ခု line ပေါ်မှာ trend ဖြစ်နေတဲ့ကိုမျက်နှာလေးနဲ့အယုတ်ဖောက်လောက်တာလေးခက်စားနေရလေအခုလိုမျိုးလေးတွေကိုမျက်နှာပုံလေးနဲ့လားအခုလိုကတ်တုန်းပုံလေးနဲ့လားပြီးတော့ဒီအယုတ်ဖောက်လေးတွေကနေမှာကိုကအခုလိုမျိုး animation လေးထည့်ခြင်းသေးလားကိုကလည်းပဲ trend အမိ join ခြင်းနဲ့ကုလိုမျိုးလေးလည်းလှုပ်သက်ခြင်းနဲ့ဘယ်လိုလုပ်ရမလဲမသိသေးရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လုပ်ကြည့်လိုက်ရအောင်နော်ဗီဒီယိုလေးမစတင်ခင် channel လေးကို subscribe လုပ်ထားပြီးတော့ notification နေရာလေးမှာ all ဆိုပြီးတော့ထားပေးပါအောင်เนาะကဲဒါဆိုလို့ရှိရင်ဗီဒီယိုလေးစလိုက်ကြမယ်အရင်ဆုံးကိုရီးယားဖုန်းမှာ ChatGPT လေးကို download ဆွဲလိုက်ပါ download မဆွဲချင်ရင် website ထဲကဓာတ်ရိုက်ဝင်လို့လည်းရပါတယ် website ထဲကဝင်လို့မယ်ဆိုရင်အဆင်ပြေတဲ့ browser တစ်ခုခုကိုဝင်ပြီးရင် search bar ကနေပြီးတော့ ChatGPT လို့ရိုက်ရှာအခုဒီမှာမြင်ရတဲ့ chatgpt.com ဆိုတာလေးတွေကိုဝင်ပြီးတော့အကောင့်ဝင်သွင်းရင်ရပါတယ် ဒီမှာကဒေါင်းလောပဲလုပ်လိုက်တယ် install လုပ်ပြီးရင် open ဆိုတာလေးကိုနှိပ်ပြီးတော့ဝင်လိုက်ပါမယ်ပြီးရင်အကောင့်ဝင်ဖို့အတွက်ဒီညာဘက်အပေါ်တောင်းက sign up ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင် continue with google ကိုရေးပြီးတော့အကောင့်ဝင်ဒီမှာကနံပါတ်တွေဘက်တွေကိုကိုယ်အဆင်ပြေသလိုထည့်ပေးလိုက်လို့ရတယ် အကောင့်ဝင်ပြီးရင်ဒီကနေရာလေးကိုနှိပ်ပြီးရောဖိုတိုဆိုတာလေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ဘေးပုံလေးကိုထည့်မှာလဲထည့်လိုက်ထည့်ပြီးသွားရင်ဒီမှာကိုလိုချင်တဲ့ပုံစံကို print လေးရေးပေးမယ် print ရေးရစာလေးကိုကြာတော့ဒီ description မှာ comment မှာချပေးထားပါမယ်နော် print ကိုလေကိုလိုချင်သလိုကိုလိုအပ်သလိုကိုယ်စိတ်တိုင်းကြာပြောင်းလဲပြီးတော့အသုံးပြုလို့ရပါတယ်ကဲအခု print လေးထည့်ပြီးတော့ပို့လိုက်ပါမယ်ဒါဆိုရင်သူကအခုလိုမျိုးပုံလေးစထုတ်ပေးနေပြီဖြစ်ပါတယ် အချိန်လေးတော့စောင့်ပေးရပါတယ်။ကဲဒီမှာချစ်ဖို့ကောင်းတယ်လေကာတွန်းပေါက်ပုံလေးရလာပါပြီနော်။ပြီးတော့လေဒီရလာတဲ့ပုံလေးကိုကိုက animated လေးဖြည့်ရှင်နေဆိုရင်လည်း image to video ရတဲ့ AI တစ်ခုခုတည်းကိုပြစ်ထည့်ပြီးတော့ prompt ရေးလိုက်ရင်လည်းအခုလိုမျိုးချစ်စရာကောင်းတဲ့ video လေးထပ်ရလာပါသေးရဲ့နော်။ကြည့်အခုလိုမျိုးလေးရချင်ရင် page file AI လို့ရိုက်ရှာပြီးတော့ download ပြီးရင်ဒီကနေရာလေးမှာ ပုံလေးထည့်ပြီးတော့ကိုကဘယ်လိုမျိုးလှောက်ရှားစေချင်တာလဲပရင့်လေးကိုရေးပေးရဒီပရင့်လေးကိုလည်းအကုန်လုံးချပေးထားမယ်နော် description မှာ comment မှာရောပရင့်လေးထည့်ပြီးသားပြီဆိုလို့ရှိရင် channel လုံးလိုက်ပါဒါဆိုရင်တော့ animation video လေးရလာပြီပဲဖြစ်ပါတယ်တေချာဖို့လုပ်ကြည့်ကြနော်အရင်ရအောင်ချဖို့ကောင်းပါတယ် မသိတာလေးတွေထပ်ပြီးတော့သိချင်တာလေးရှိရဲဆိုလို့ရှိရင်လည်းဒီ YouTube ဗီဒီယိုရဲ့ comment box ကနေပြီးတော့မှတ်သားလို့ရပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။